audio jungle. အိုးပြည်သူစိတ်တွေအနေနဲ့ပိုးအမျိုးသားခေါင်းဆောင်ဖရဘွာလဖေပြောခဲ့တဲ့ဘသူလက်ကင်တို့မှမဖြစ်စေရဆိုတာလိုက်နာဖို့လိုပြီးလို့ပိုးအမျိုးသားဖက်ဒရယ်ကောင်စီဥက္ကဋ္ဌခွန်မြင့်ထွန်းကပြောဆိုလိုက်ပါတယ်ပိုးအမျိုးသားအဖွဲ့ချုပ် PNO PNA ပြည်သူစစ်က ကျွန်တော်တို့စစ်တပ်ကထူထောင်ပေးတဲ့အဖွဲ့အစည်းမဟုတ်ပါဘူးစစ်တပ်ကထူထောင်လာတဲ့ပြည်သူ့စစ်အဖွဲ့မဟုတ်ဘူးဒါတစ်ချိန်တုန်းကတော်လိုင်းအဖွဲ့ဖြစ်ခဲ့တယ်ပြီးတော့ကျွန်တော်တို့ဒီလက်နက်ရိတ်ခါအားလုံးဟာကျွန်တော်ပိုးပြည်သူလူထုရဲ့ပတ်စံလေးနဲ့ဝယ်ထားတာဖြစ်ပြီးတော့ပြည်သူလူထုကြွေးတဲ့ထမင်းနဲ့ရှင်တန်ရက်တီတာတဲ့အဖွဲ့အစည်းဖြစ်ပါတယ်ဒါကြောင့်မို့လို့တစ်ချိန်မိစပ်တင်ဖွဲ့စည်းစဉ်ကလေးကဒီကျွန်တော်တို့တော်လိုင်းရေးအမျိုးသားလူမျိုးမှုတော်လိုင်းရီမှန်းချက်တွေနဲ့ဖွဲ့စည်းခဲ့တာဖြစ်တဲ့အတွက် ဒီကနေ့အခါမှာတော့ဒါကျွန်တော်တို့တော်လှန်ရေးကိုပြန်ပြီးလှုပ်ကြဖို့လဲလိုပါတယ်အခုကျွန်တော်တို့ပို့ပြည်သူစစ်တွေနဲ့ပတ်သက်ရင်လဲကျွန်တော်တို့တင်ပြချင်တာကတော့1958ခုနှစ်မှာလက်နက်နဲ့ဒီမိုကရေစီလဲလှယ်အစီအစဉ်တွေလှုပ်ခဲ့ကြတယ်အဲ့ဒီကာလတုန်းကကျွန်တော်တို့ပို့အိုတွေကလက်နက်ချခဲ့တာမဟုတ်ကျွန်တော်တို့နိုင်ငံရေးသဘောတူညီချက်တရက်ကိုလုပ်ခဲ့တယ်အဲ့ဒီနိုင်ငံရေးသဘောတူညီချက်ကတော့ကျွန်တော်တို့ကလည်းလက်နက်အပ်မယ်ပြီးရင် နိုင်ငံရေးပေါင်ထဲမှာပါဝင်ဆောင်ရွက်မယ်အဲ့ဒီသဘောတူညီချက်ဖြစ်ပါတယ်အဲ့ဒီအခမ်းအနားမှာကျွန်တော်တို့ပို့အမျိုးသားကောင်းဆောင်ရင်ဖရာဘော်လာပြရာဘာပြောခဲ့လဲဆိုလို့ရှိရင်မြည်သူဤလက်လက်ကင်တုံးမှမဖြစ်စေရဆိုတဲ့မူကိုချမှတ်ခဲ့တာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့ပို့တွေရဲ့အမျိုးသားရေးမူတရားကတော့မြည်သူလက်ကင်တုံးမှမဖြစ်စေရဖြစ်ပါတယ်ဒါကြောင့်ဒီကနေ့ကျွန်တော်တို့ပို့ပြည်သူစစ်တွေမှာပို့ပြည်သူစစ်အပါအဝင်ပြည်သူစစ်တွေဟာဒီကနေ့စစ်ကောင်စီရဲ့လက်ကင်တုံးတွေအနေနဲ့ဒါ ယက်တီကြည်သည်ဖြစ်စေမယက်တီကြည်သည်ဖြစ်စေယက်တီလောက်ကင်နေရတာဖြစ်ပါဒါကြောင့်ဒါစစ်ကောင်စီရဲ့လက်ကင်တို့အဖြစ်ကနေယုံထွက်ကြဖို့ပြည်သူလူထုနဲ့တစ္ဆာအုပ်ပြည်သူလူထုရဲ့တစ္ဆာအုပ်ခံဖို့တော်လိုင်းတက်ဖွဲ့များနဲ့ပူးပေါင်းဆောင်ရွက်ဖို့ဒါကိုကျွန်တော်တို့အလေးနဲ့ပံကြားရတာဖြစ်ပါတယ် ။ဒါအပြင်ပိုးဒေတာမှာသာသနာလုံခြုံရေးလို့ဆိုပြီးကာယကုတ္တအဖွဲ့ကပြည်သူစစ်ကတ်တွေထောက်ယူထားတဲ့သူတွေအနေနဲ့လဲစစ်ကောင်စီကရှေ့တန်းစစ်မြေပြင်မှာပို့ခံရတာတွေရှိနေတာကြောင့်ပြည်သူစစ်ကတ်တွေကို ပြန်အပ်ဖို့လိုအပ်တယ်လို့ပြောဆိုထားပါတယ်။သူတို့ကျွန်တော်တို့သိထားတာကာယကုတ္တအဖွဲ့ဖြစ်ပါတယ်။ကာယကုတ္တအဖွဲ့လို့ခေါ်တယ်။အဲ့တော့သူတို့ကဒီဖို့ပုံးကွင်လေးရဲ့ဥဆောင်မှုနဲ့လမ်းဖောက်တရားဆောက် ဖရားတဲကြောင်းဆောက်ပေါ့လေဒီဟာတွေအတွက်ကိုတို့ဟိုပါဝင်ဆောင်ရွက်တာဖြစ်ပါတယ်တနည်းအားဖြင့်ပြောရင်ဒါဥပဒကကျွန်တော်တို့တို့ကိုလည်းခေါ်တာကတော့ကာယကုသိုလ်အဖွဲ့လို့ခေါ်တာဖြစ်ပါတယ်အဲ့ဒီမှာမှပွဲကင်းလုံခြုံရေးပွဲတွေကျင်းပတဲ့ခါမှာပွဲကင်းလုံခြုံရေးဒေသလုံခြုံရေးအတွက်ဆိုပြီးတော့မှဒါတို့ကိုဖွဲ့စည်းထားပေးတယ်ပြီးတော့ကျွန်တော်တို့ပြည်သူစစ်ကပ်ပြားတွေလည်းပေးတာအဲ့တော့အခုဟိုဘုံကွင်လေးလည်းပြန်တော်မူခဲ့ပြီဖြစ်ပါတယ်အဲ့ဒီနောက်ပိုင်းမှာကျွန်တော်တို့ဘာတွေရှင်းရလဲဆိုတော့ တော်လိုင်းရေးတပ်ဖွဲ့တွေကအဲ့ဒီကပ်ပြားတွေကင်ဆောင်လာတော့တွေ့တဲ့အခါမှာခုနကာယကုသိုလ်အဖွဲ့တွေကိုဒါသူတို့ရံမှုမဲ့ပြည်သူစစ်တွေစစ်တပ်ရဲ့ပြည်သူစစ်တွေလို့ထင်တာတွေရှိခဲ့ပါတယ်အဲ့ဒါတွေကိုကျွန်တော်တို့ဖြည့်ရှင်းမှုတွေလုပ်ပေးခဲ့ရတယ်ကျွန်တော်တို့ဒါအခုတော်လိုင်းရေးအဖွဲ့တွေနဲ့အကြမ်းမှာကျွန်တော်တို့ညှိနှိုင်းပေးခဲ့ရတာတွေရှိပါတယ်ဒါကြောင့်အဲ့ဒီအတွေ့အကြုံတွေအရာကျွန်တော်တို့ပြောတင်ပြကြင်တာကတော့ဒီမြတ်တာခန္တာနဲ့ကာယကုသိုလ်အဖွဲ့တွေအနေနဲ့က ဒါတွန်လိုင်းအဖွဲ့တွေကျွန်တော်တို့ရှင်းပြပါတယ်သူတို့ကသူတို့ကိုသူတို့ပြည်သူစစ်ဆိုတာဟာစစ်တပ်ခိုင်းတဲ့အတိုင်းလုပ်ရတယ်စစ်တပ်ရဲ့စစ်မိတ်တိုင်းဆောင်ရွက်ရတယ်အဲ့ဒါတွေကိုသူတို့မသိဘူးပြည်သူစစ်ဥပဒေဆိုတာလည်းသူတို့နားမလည်ဘူးသူတို့ကသူတို့တိတာကတော့သူတို့ကဒါกายกุตุอภွဲ့နေねဒါကိုရင်လေးရဲ့သာသနာပြုမှုမှာသူတို့ပူပေါင်းပါဝင်ဆောင်ရွက်ပေးတာဖြစ်တယ်ဒါကိုကျွန်တော်တို့ချိန်ဖန်များစွာ online အဖွဲ့ကြီးကြာမှာကျွန်တော်ညှိနှိုင်းပေးခဲ့ရတယ်ရှင်းလင်း ပေးခဲ့ရတာဖြစ်ပါတယ်ဒီအတွေ့အကြုံတွေကျွန်တော်အများကြီးဆောင်ရွက်ပေးခဲ့ရပါတယ်ဒါကြောင့်မို့လို့ဒါမေတ္တာခန္ဓာကာယကုသိုလ်အဖွဲ့ဒီအနေနဲ့ကတော့အဲ့ဒီပြည်သူစစ်လက်မှတ်တွေကိုမကင်ဆောင်ကြပါနဲ့အဲ့ဒီပြည်သူစစ်လက်မှတ်တွေကိုမိမိတို့မှာကင်ဆောင်တိုင်းဒါဟာတော်လိုင်းတပ်ဖွဲ့တွေအပါဝင်ဒါဒီအများရဲ့ထင်မြင်မှုလွယ်မှားမှုတွေကိုခံရမှာဖြစ်ပါတယ်အဲ့ဒါကိုလည်းကျွန်တော်တင်ပြခြင်း နောက်တစ်ခုကတော့ဒီပြည်သူစစ်စရင်ထဲမှာဝင်ထားတယ်ဆိုတဲ့ပုံမှာမူတည်ပြီးတော့စစ်တပ်ကလည်းပဲအခုကျွန်တော်ကာယကုတ္တူအဖွဲ့တွေကိုရှေ့တန်းနေပို့လွှတ်တာတွေစေလွှတ်တာမျိုးတွေကိုအာရမခိုင်းစေတာလည်းကျွန်တော်ကြားနေရတာဖြစ်ပါတယ်။ဒါကြောင့်မို့လို့ဒီဒီပြည်သူစစ်ကပ်ပြားတွေခြင်ထားတဲ့ကျွန်တော်ကာယကုတ္တူအဖွဲ့တွေနေနေကအဲ့ဒီကလည်းရုံထွက်ကြဖို့လိုပါတယ် ော်လန်ရဲအင်အားစုတွေကတော့စစ်ကောင်စီရဲ့တပ်စခန်းကိုတစ်ခုပြီးတစ်ခုသိမ်းပိုက်နိုင်ခဲ့တယ်လို့အလံဖြူထောင်လက်နက်ချအငန့်ခံတဲ့တပ်တွေလည်းရှိခဲ့ပြီးပြည်သူရင်ခွင်ခိုးလုံလာတဲ့တပ်မတော်သားတွေပုံများလာပါတယ်လက်ရှိအချိန်မှာတော့တပ်မတော်သားရဲတပ်ဖွဲ့ဝင်များတွင် ਨੇ ပြည်သူစစ်တွေကပြည်သူရင်ခွင်ခိုးလုံလာသူစုစုပေါင်း14000ကျော်ပြီလို့ပြောဆိုထားပါတယ် ဒီလိုအခြေအနေမှာတပ်မတော်သားတွေရဲတပ်ဖွဲ့တွေနဲ့ပြည်သူစစ်တွေဟာစစ်ကောင်စီရဲ့လက်ကင်တို့အဖြစ်မခံဘဲအချိန်မနှောင်းခင်ပြည်သူရင်ခွင်ခေလုံးကြဖို့ NUG အစိုးရနဲ့တော်လန်ရဲအင်အားစုတွေကတိုက်တွန်းနှိုးဆော်ချက်တွေထုတ်ပြန်ထားတာပါလနန်အပ်ဘက်ပြောင်းလာတဲ့သူတွေကိုလည်းဖမ်းဆီးနှိပ်စက်တာတွေမလုပ်ပဲမိသားစုထံပြန်နိုင်ဖို့ပါစီစဉ်ပေးမှဖြစ်တယ်လို့မိသားစု လုံခြုံရေးတာဝန်ကိုဆောင်ရွက်ပေးတာတွေကိုလည်းလှုပ်ဆောင်ပေးမယ်လို့ပြောဆိုထားပါတယ် အမျိုးသားငင်ငွေရေးဆိုရာ NUG အပါဝင်ဘိုးအမျိုးသားဖက်ဒရယ်ကောင်စီ PMFC ချင်းအမျိုးသားတပ်ဦး CMS ဂရင်းနီလူမျိုးပေါင်းစုံပြည်သူ့တော်လှန်ရေးတပ်ဦးကလလတာဂရင်းနီအမျိုးသားများကကွယ်ရေးတပ် KNDF နဲ့ KMBE စက်တို့ကပူးတွဲတဘောထားထုတ်ပြန်ထားတာဖြစ်ပါတယ်ခင်ဗျာ